မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အတွေ့အကြုံကင်းဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့စင်စင်ပါ။ဒီကနေ့မေလ29ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့ ိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက်အာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကတိပြုလိုက်တဲ့သတင်းရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့ရဟယင်ကို KIA နဲ့ KPDF က drone နဲ့ပုံထွက်ကျဲပြီးဖျက်ဆီးခဲ့တဲ့သတင်းမြင်းကြံမျိုးတွင်ရှိအကြံဖက်စစ်ကောင်စီရဲ့တပ်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်ရာအကြံဖက်တပ်သား၈ဦးသေဆုံးခဲ့တဲ့တဲ့တွင် အကျံဖက်ဆက်တက်ရဲ့တာယာဝရီအချင်းထောင်မှာနိုင်ချင်းမျိုးသားတူလုံလောက်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုမရလို့တည်ဆုံးခဲ့တဲ့တဲ့င်ရွှေဘုံမြို့နယ်မှာအင်အား80ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကျံဖက်ဆက်တက်ကိုတော်လိုင်းပူပေါင်းတပ်တွေဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့တဲ့င်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်တဲ့င်တွေပဲဖြစ်ပါတယ်ရှင် မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝဲမှုတွေအတွက်အာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကတိပြုလိုက်တဲ့သတင်းကိုပထမဆုံးအနေနဲ့တင်ဆက်ပေးခြင်းပါတယ်ရှင်။မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝဲမှုတွေအတွက်အာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကကတိပြုလိုက်ကြောင်းအသိပေးထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံရေးရအခြေအနေတွေနဲ့ဆက်လင်းပြီး ကုညီဖြည့်ရှင်းမှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကမေလ28ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်ရမှာအခုလိုထည့်သွင်းဖော်ပြလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့အဆက်ဆက်ဖြစ်ပေါ်နေသောနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအထူးသဖြင့်မူရည်စေဝါကုန်ကူးမှုလူကုန်ကူးမှုနဲ့အွန်လိုင်းလှည့်ဖြားမှုတွေတိုးပွားလာတာကိုဖြေရှင်းရန်အတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားနဲ့ပြင်ပမိဖက်များမြန်မာအင်ဒီဂျင်းနိုင်ငံများကုလသမဂ္ဂတို့နဲ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ကောင်းမွန်အောင်အာဆီယံကဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းအာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ကတိပြုပါတယ်ဆိုပြီးဖော်ပြခဲ့တာပါမြန်မာပြည်ကိုယ်တိုင်ဦးဆောင်တဲ့ရေရှည်တည်တံ့ခိုင်မြဲပြီးငြိမ်းချမ်းတဲ့နိုင်ငံရေးဖြည့်ရှင်မှုရရှိဖို့ကျိုးပန်းဆောင်ရွက်ရမှာမြန်မာပြည်သူတွေကဥဆောင်ဆင်နွှဲနေတဲ့နှွေဦးတော်လန်ရဲ့အနိမအီမန်ချက် ပန်းနိုင်ဖြစ်တဲ့ဆရာနာရှင်စနစ်အပိတိုင်ချုပ်ငင်းရေး စစ်မှန်တဲ့ Federal Democracy ပြောင်းစုသစ်ပေါ်ထွန်းရေးအသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက်အပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်တဲ့ညီတိအဖွဲ့အစည်းနဲ့မဆိုယုံကြည်မှုတည်ဆောက်ဖို့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့အသင့်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကသက်မှတ်သက်တမ်းတစ်နှစ်အတွင်းသာလုပ်ငန်းများလုပ်ကံရတာဖြစ်တဲ့အတွက်ချိတ်ဆက်ဆောင်ရွက်မှုတွေကောင်းစွာလဲပတ်ချိန်မှာ တက်တန်းကုံဆုံးသွားရတဲ့အတွက်ထိရောက်စွာဆောင်ရွက်နိုင် အချိန်အကန့်သတ်ဖြစ်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။အဲဒါကြောင့်အာဆီယံရဲ့ဘုံသဘောထားယက်တီချက်တွေနဲ့အညီမြန်မာနိုင်ငံပြည်သူတွေကိုကုညီဆောင်ရွက်ပေးရမှာကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဆက်လက်ပံ့ပိုးကူညီမှုတွေကိုချိန်ဆက်ဆောင်ရွက်တာလုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်အစရှိတဲ့လုပ်ငန်းတာဝန်တွေကိုဆက်လက်ပြီးထိရောက်စွာ ကောင့်အထည်ဖို့ဆောင်ရွက်နိုင်ရေးအတွက်အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကိုခန့်အပ်တာဝန်ပေးရမှာလက်ရှိသတ်မှတ်ထားတဲ့အာဆီယံအလှည့်ကျရဲ့တက်တန်းနဲ့တူညီတဲ့တစ်နှစ်ကာလသတ်မှတ်ချက်အစားတိုးမြင့်သတ်မှတ်တာဝန်ပေးတင်တယ်လို့တိုက်တွန်းထားပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံရေးရာအခြေအနေတွေနဲ့ဆက်လင်းတဲ့ကုညီဖြည့်ရှင်းမှုတည်တံ့သဘောထားတင်ညာချက်ထုတ်ပြန်ခြင်းကအာဆီယံခေါင်းဆောင်တွေရဲ့ အာဆီယံမိသားစုဝင်ဖြစ်တဲ့မြန်မာနိုင်ငံအပေါ်အလေးနက်ထားခြင်းကိုဖော်ပြရာရောက်တဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဝမ်းမြောက်စွာ ကြိုဆိုရဲလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်အရသာပြည်သူများနဲ့အများပြည်သူဆိုင်ရာအဆောက်အအုံများအပေါ်အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်မှုမဆင်မကျင်လှုပ်ဆောင်မှုတွေတိုးမြင့်လာတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်မှု အစွမ်းကုန်ထိမ့်ထိမ့်သိမ့်သိမ့်ဆောင်ရွက်ကြဖို့နဲ့အယက်သားပြည်သူအလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ကြစေရေးတည်ကြတည်ကြတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့အာဆီယံရဲ့တိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုရလို့လည်းအသိပေးထားပါဗျာအယက်သားပြည်သူအလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ကြစေဖို့တည်ကြတည်ကြတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့အတွက်အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာကပါဝင်တဲ့စနစ်ကျတဲ့ပြက်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရင်းရနေရမျိုးမရှိပါကအရက်သားဖြစ်သူတွေကို ထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့လည်းဖော်ပြထားပါတယ်။အာဆီယံအရက်လွန်လောလိုအပ်ချက်တွေအကဲဖြတ်မှုအစီရင်ခံစာနဲ့ AHA Central ရဲ့ပူးတွဲလိုအပ်ချက်တွေအကဲဖြတ်တာတို့ကို အခြေခံပြီးအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုဘေးကင်းအခြေအမီထိရောက်ပြီးပွင့်လင်းမြင့်တာမှုရှိစေဖို့ သက်ဆိုင်သူအားလုံးကိုတိုက်တွန်းမှုကလူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာစံနှုန်းတွေနဲ့အညီရက်တည်ဆောင်ရွက်မှုဖြစ်တဲ့အတွက်ကြိုဆိုရဲလို့လည်းပြောပါရယ်အဲ့လိုဆောင်ရွက်ရမှာမြို့သားညီညွတ်ရေးအစိုးရဒိုင်းနာတော်လိုင်းရေးအဖွဲ့တွေရဲ့အခြေအနေအကဲဖြတ်အစီရင်ခံစာတွေကိုလည်းအသုံးပြုဖို့လိုအပ်တယ်လို့နိုင်ငံရဲ့80ရာခိုင်နှုန်းနီးပါးအထိလက်မြေထိန်းချုပ်စုမှုထားတဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့ဒိုင်းနာတော်လိုင်းအင်အားစုများကလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ရေးအတွက်လည်းတိုက်တွန်းထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေကတဆင့်နယ်စပ်ဖြတ်ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်မှု အာဆီယံအနေနဲ့ဆောင်ရွက်ပေးရေးအတွက်လည်းမြို့သားညီညွတ်ရေးအစိုးရကအထူးတိုက်တွန်းထားပါတယ်ရှင်။ရွှေကူမာအေးပေါ်ဆင်းသက်ခဲ့တဲ့အကြံဖတ်စစ်တပ်ရဲ့ရဟယင်ကို KIA နဲ့ KPDF က ဒရုန်းနဲ့ဘုံထက်ကျဲပြီးဖျက်ဆီးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့ရဲရင်ကို KIA နဲ့ KPDF ကဒရုန်းနဲ့ဘုံထက်ကျဲပြီးဖျက်ဆီးခဲ့တယ်လို့ KIA သတင်းရင်းမြစ်ကသိရပါဗျ။ကချင်ပြည်နယ်မမော်မြို့ကိုစစ်ကူလာပို့တဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ပွဲ၃ရဲရင်၃စီးကို KIA PDF ပူးပေါင်းတပ်တွေကမေလ20ရက်ကပြစ်ချခဲ့ရာ နှက်စည်းထိမှန်ပြီးတစည်းကအကြမ်းဖက်ဆက်သားတွေနဲ့အတူပောက်ကွဲပြတ်ကျသွားခဲ့ပါတယ်။အဲ့ဒီထဲက MI 70ရဟယင်ဟာရွှေကူခလာရ56မှာအရေးပေါ်ဆင်းသက်ရနာခဲ့ရပြီးအဲ့ဒီရဟယင်ကိုမေလ21ရက်မှာ KIA နဲ့ KPDF ကဒရုန်းနဲ့ထပ်မံဘုံတိချဖျက်ဆီးလိုက်တာလို့ဆိုပါတယ်။ဆူဆိုက်ဒရုန်းနဲ့လည်းထပ်မံတိုက်ခိုက်ခဲ့သောကြောင့်ရဟယင်ရစရာမရှိပျက်စီးသွားပြီးပြင်လို့မရတော့ပါဘူးလို့သတင်းရင်းမြစ်ကဆိုပါတယ်။ အဆိုပါဘုံတိချတိုက်ခိုက်မှုအတွင်းရဟရင်အပြင်ရဟရင်ကိုလုံခြုံရေးလာရောက်ယူပေးထားတဲ့စစ်ကားတွေလည်းထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းမှာတွေ့ရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ရွှေကူလာပို့တဲ့စစ်ရဟရင်နှစ်စီးကိုပြစ်ခတ်နိုင်ခဲ့တယ်လို့လည်း KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကသတင်းဌာနတွေကိုအတိအပြုပြောကြားထားတာလည်းတွေ့ရပါတယ်။ဗမော်မျိုးရဲ့ဧရိယာအများစုကို ခရိုင်ဦးဆောင်တဲ့ပူပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတင်ပြီးတော့ဗမော်မြို့သိန်းတိုက်ပွဲတွေကိုစတင်နေရဖြစ်ပြီးတိုက်ပွဲစတင်ပြီး9လကျော်ကြာမြင့်ချိန်မှာခရိုင်ဦးဆောင်တဲ့ပူပေါင်းတပ်တွေကနေမြေအများအပြားကိုထိန်းချုပ်ထားနိုင်တာလည်းဖြစ်ပါတယ်ရှင်။ ။ငင်းကြံမြို့နယ်အတွင်းမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့တပ်ဆွဲထားတဲ့နေရာတွေကိုတိုက်ခတ်ရာအကျန်းဖက်တပ်သား၈ဦးသေဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မင်္ဂလေးတိုင်းငင်းကြံမြို့နယ်အတွင်းမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့အခြေချတပ်ဆွဲထားတဲ့နေရာတွေကိုမေလ15ရက်မနက်7:00နာရီကနေစပြီးတော်လိုင်းရဲတပ်တွေနဲ့အတူဒပြိုင်နဲ့ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ရင်းချံဘလတ်တိုက်ကာ MBD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲက PPTV ကိုပြောပါရတယ်။အဓိကတော့ဘောနော် မြင်းကြံဘောနော်မြင်းကြံမျိုးပေါ်မှာကျွန်တော်တို့လုတ်ခဲ့တယ်ပေါ့ညီတို့လုတ်ခဲ့တယ်အဓိကတော့ဆေးဥစုနေရပေါ့နော်၃နေရာလောက်ပဲကြံမထင်နဲ့ကျန်တဲ့နေရာတော်တော်များများမှာလုတ်ခဲ့တယ်ဒါကြောင့်မဖော်ပြတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်အဲဒီကြောင်တစ်ခုကတော့ဟာဒါကိုချင်းနေကိုတီးဖို့အဲညီတို့ဘက်ကတီးပေးခြင်းဖြစ်တယ်အများဆုံးပူပေါင်းမှာမဟုတ်ရင်တော့အဲရွေးချယ်တရားမရှိပါဘူးအဲဒါရန်သူဘက်ကိုညီတို့ဘက်ကပြောခြင်းတဲ့စကားပါဗျာ ဟုတ်ကဲ့ကိုကြီးအဓိကတော့မျိုးထဲမှာနေတဲ့ရှိကောင်စီတက်တီနေနေပါတော့သူတို့ကသူတို့လုံးကျုံနေတို့ထင်နေရပါတကယ်တော့အားသာကားဖြစ်မှာမဟုတ်ဘူးဆိုတာကိုသိသိကျင်တာပါပြီးတော့ပြည်သူတွေနေနေပါတော့အဲကျွန်တော်တို့ညာဒီသားမှာလည်းဘလုံးရှောင်းနေဒီတန်းလာမဲ့ချိန်နေရောက်တော့မယ်အဲတကြောင်မလို့အတင်းထားဖို့အဓိကပြောချင်ပါတယ်ဗျာကုန်းမြေဆောင်အညာမြေစစ်စင်ရေးအဖြစ် MPD တပ်ဖွဲ့အနေနဲ့မြင်းကြံမြို့အတွင်းအကြမ်းဖက်စစ်ကောင်စီကအခြေချတပ်ဆွဲထားတဲ့မြင်းကြံမြို့ခရယုံရဲတင်တန်းကြောင်းအမတ်၁၈ရက်ကွက် ဇီးချံကကင်းကိစခန်းနဲ့သကဝါကကင်းစခန်းစတဲ့နေရာတွေကိုတပြိုင်နက်ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မြူရင်းစီပြင်မှတ်၄ခုကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကတပ်သားတအူလက်ပါစီအမျိုးသမီးပြူစောတီ၂ဦးနဲ့အမျိုးသားပြူစောတီ၅ဦးစုစုပေါင်း၈ဦးတေဆုံးခဲ့ပြီးစစ်ဆင်ရေးမှာ MVD တပ်ဖွဲ့နဲ့အတူဘာမိဂေါ်ရီလာဖို့ BGF ဗိုလ်စားပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းပါဝင်အားဖြစ်ပေးခဲ့တယ်လို့ဗိုလ်မိုင်ခဲကရှင်းပြပါဗျ။ကိုမြင့်ဆောင်အညာမြင့်စစ်စင်ရေးအဖြစ်မြင်းကြံခရိုင်အတွင်းမြင်းကြံ Black Tiger MPD တပ်ဖွဲ့အနေနဲ့မျိုးရင်းစစ်စင်ရေးတွေကိုအဓိကထားဆောင်ရွက်ခဲ့လို့သိရပါဗျ။မြင်းကြံမျိုးပေါ်မှာရှိတဲ့ဆေးအုပ်စုရဲ့နေရာတော်တော်များများကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်နေပြီး300လောက်သာကြန့်ရှိတော့တာပါ။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့ကိုယ့်အခြေအနေကိုသိပြီးအမြန်ဆုံးပူးပေါင်းကြဖို့နဲ့မပူးပေါင်းပါကရွေးချယ်စရာမရှိဘူးလို့သာမှတ်လိုက်ပါလို့ဗိုလ်မိုက်ခဲကသတိပေးထားပါတယ်။အဆိုပါစစ်စင်ရေးမှမြို့သိမ်းစစ်စင်ရေးကိုအရောက်သွားနိုင်မှုမြင်းကြံ Black Tiger MPT တပ်ဖွဲ့မြင်းကြံခရိုင်အမှတ်9တပ်ရင်းအနေနဲ့စ조사သွားမယ်လို့ပြည်သူတွေကိုကြေညာပြုထားပါတယ်ရှင်။ အကြမ်းဖက်စစ်တပ်ရဲ့တာယာဝရီအကျဉ်းထောင်မှာနိုင်ဂျင်းမျိုးသားတို့လုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုမရလို့တည်ဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အကြမ်းဖက်စစ်တပ်ရဲ့တာယာဝရီအကျဉ်းထောင်မှာနိုင်ဂျင်းအမျိုးသားတို့လုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုမရလို့တည်ဆုံးခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကမနေ့ကထုတ်ပြန်ပါတယ်။နိုင်ဂျင်းအမျိုးသားတို့ဖြစ်တဲ့ဦးကျော်စိုးခေါ်ရောပေါ်လေးဟာတာယာဝရီအကျဉ်းထောင်မှာချုံနောက်ချင်းခံထားရစဉ် လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့တာကြောင့်မေလ23ရက်ကတည်ဆုံခဲ့ရတာပါပြီးခဲ့တဲ့2021ခုနှစ်နိုဝင်ဘာလ4ရက်ကရန်ကုန်တိုင်းလှေကူးမြို့နယ်တကူကုန်းကျေးရွာကြာင်းကျေးရွာအုပ်စုရှိဦးကျော်စိုးခေါ်ရော်ပေါ်လေးရဲ့နေအိမ်ကိုအကျန်းဖက်စေအုပ်စုရဲ့တပ်ကအရဝတ်စစ်သား9ဦးကဝင်ရောက်ခဲ့ပြီးမွန်လိုက်အဖွဲ့နဲ့ဆက်ဆက်နေရလို့ဆွဆွဲက၎င်းကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်အေစီကနဲ့ လက်ခုစစ်ကြော ရေးကိုပို့ဆောင်ခဲ့တာပါ။ဦးကျော်စိုးခေါ်ရော်ပေါ်လေးကို2021ခုနှစ်ဒီဇင်ဘာလ9ရက်မှာအကြမ်းဖက်စစ်တပ်ရဲ့အင်းစိန်ထောင်တွင်တရားရုံးကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှ90စာမျက်စွဲအရထောင်ဒဏ်10နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့နောက်စစ်ကြောရေးမှာနှိမ့်ဆက်ညှဉ်းပန်းခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် မကြာခဏမူးလဲတဲ့ဝေဒနာခံစားနေရသူဖြစ်တော်လဲအကျန်းဖက်စစ်တပ်ကလုံလောက်တဲ့စေဝါကုသမှုမပေးခဲ့တာကြောင့်တည်ဆုံးခဲ့ရတာဖြစ်တယ်လို့ AAPP ကဖော်ပြထားပါတယ်။နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်းကကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရ2025ခုနှစ်မေလတရက်ကနေ28ရက်နေ့အထိနိုင်ငံတော်မှာအကျန်းဖက်စစ်အုပ်စုရဲ့ဖမ်းဆီးထိန်းသိမ်းပြီးနောက်တည်ဆုံးသူအမျိုးသမီးတအုပ်နဲ့ အမျိုးသား16ဦးစုစုပေါင်း18ဦးရှိခဲ့ပြီးအဲ့ဒီအထဲမှာအကျဉ်းထောင်အတွင်းတေဆုံးသူ2ဦးပါဝင်တယ်လို့အသိပေးထားပါတယ်ရှင်။ဦးကျော်စိုးခေါ်ရောပေါ်လေးကို2022ခုနှစ်ဒီဇင်ဘာလ9ရက်မှာအကြမ်းဖက်စစ်တပ်ရဲ့အင်းစိန်ထောင်တွင်တရားရုံးကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှ90စာမျက်နှာအရထောင်ဒဏ်10နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲဒီနောက်စစ်ကြောရေးမှာနှိမ့်ဆက်ညှဉ်းပန်းခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် မကြာခဏမူလဲတဲ့ဝေဒနာခံစားနေရသူဖြစ်တော်လဲအကျန်းသက်စစ်တပ်ကလုံလောက်တဲ့စေဝါကုသမှုမပေးခဲ့တာကြောင့်တည်ဆုံးခဲ့ရတာဖြစ်တယ်လို့ AAPP ကဖော်ပြထားပါတယ်။နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းကကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရ2025ခုနှစ်မေလ1ရက်ကနေ28ရက်နေ့အထိနိုင်ငံတွင်းမှာအကျန်းသက်စစ်အုပ်စုရဲ့ဖမ်းတီးထိန်သိမ်းပြီးနောက်တည်ဆုံးသူအမျိုးသမီးတအုပ်နဲ့ အမျိုးသား16ဦးစုစုပေါင်း18ဦးရှိခဲ့ပြီးအဲ့ဒီအထက်မှာအကျဉ်းထောင်အတွင်းတည်ဆုံသူ2ဦးပါဝင်တယ်လို့အသိပေးထားပါတယ်ရှင်။ရွှေဘုံမြို့နယ်မှာအင်အား80ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့တဲ့ရင်းကိုတင်ဆက်ပေးခြင်းပါတယ်ရှင်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာအင်အား80ခန်းနဲ့ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရေးပူးပေါင်းတပ်တွေကဒရုန်းနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့လို့ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဒရုန်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ဇာမနီဒရုန်းတပ်ဖွဲ့ရဲ့တာဝန်ခံက PPTV ကိုပြောပါတယ်သူတို့ဘက်ကတော့စစ်ကြောင်းကတော့မလုံနိုင်ဘူးပြ။အဓိကကသူတို့လုံနေတာဆိုလို့ရှူမိုးပေါက်ကရေကာညနာယူရနေပြီးတော့ဟာဝေဇာပြစ်တာပဲရှိသေးတယ်။နောက်ပြီးတော့အမိုင်တာဒီဖိုင်းနဲ့လည်းလေဂျီတီတီလာပြစ်သေးတယ်ပြ။ အကြမ်းဖက်စစ်တပ်ကမေလ15ရက်မှာရွှေဘုံမြို့ကနေတခွန်တိုင်းကြောင်မန်းကန်နဲ့တစ်ချိုပင်ကြေးရွာတွေကိုစစ်ကြောင်းထိုးလာခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကိုဇာမနီဒရုန်းတပ်ဖွဲ့ Blackwood Army Dragon Urban Guerrilla ပြည်သူ့အစေခံအဖွဲ့နဲ့လှတော်တိုက်နယ်တို့မှဝေဟင်စစ်စင်ရေးတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။တိုက်ခိုက်မှုအပြီးမှာအကြမ်းဖက်စစ်တပ်က MI-35 နဲ့၄ချိန်တိတိလာရောက်တိုက်ခိုက်ခဲ့ပေမဲ့ တော်လိုင်းရဲတပ်တွေထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အကြမ်းဖက်စစ်ကြောင်းကလည်းရှေ့ကိုဆက်မသွားတော့ဘဲရွှေဘုံမြို့တွေကိုပြန်လည်ဝင်သွားတယ်လို့ဇာမီဒရုန်းတပ်ဖွဲ့ရဲ့တာဝန်ခံကပြောပါတယ်။အဆိုပါဒေသမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးတာတွေကို ပုံမှန်မပြုတ်လုံနိုင်ဘဲရန်ဖန်ရန်ခါသာစစ်ကြောင်းထွက်လာတာဖြစ်ကြောင်းနဲ့ဟောင်ဝဲစာနဲ့ပြစ်ခတ်တာလေချောင်းကနေတိုက်ခိုက်တာတွေဒါပြုတ်လုပ်နိုင်တာဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချိန်မုံရေလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းရင်းမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ကြီးလူလူသပိတ်စစ်ကြောင်းကအပြည့်ပြည့်ဆိုင်ရာအလို့သမားအဖွဲ့အစည်းရဲ့ပုံမှ33အရအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေက vote ILO article 33 to save live ဆိုတဲ့စာသားကိုကင်ဆယ်ပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။သခိုင်းတိုင်းစလင်းကြီးမြို့နယ်လဗရောင်းတောင်ဒေသခံပြည်သူတွေကအပြည့်ပြည့်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှန်33ရအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက vote ILO article 33 to save live ဆိုတဲ့စာသားကင်ဆယ်ပြီးဆန္ဒပြချီတက်ခဲ့ကြပါတယ်။ ရမပေမြို့နယ်မှာအောင်လံလွှင့်မီတောင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုပြုတ်လုခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွှင့်မီတောင်းသွင်းနေတဲ့ဘိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုတ်လုခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကနေမြေမြင်တက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုတ်လုနေကြပါတယ်ရှင်။ ကျေသူလူလူအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်